အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ literature fee channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျာဒီနေ့မှာတော့ကျွန်တော်ဖွင့်ပြတဲ့ဆက်ပေးခြင်းနဲ့ဆောင်းပါးကောင်းလေးကတော့ဆရာမနန်းနိုင်စနေရေးသားထားတဲ့တတိရှိတဲ့ပထမအခြေလမ်းလို့အမည်ရတဲ့စာအုပ်ထဲမှာဆောင်းပါးကောင်းလေးတစ်ပုဒ်ကိုရွေးချယ်ဖွင့်ပြတဲ့ဆက်ပေးသားမှာဖြစ်ပါတယ်ဆောင်းပါးကောင်းလေးရဲ့နာမည်ကမနီကဒီနေ့နဲ့မနှက်ပြန်လို့အမည်ရပါတယ်ကျွန်တော်နဲ့အတူဒီဆောင်းပါးကောင်းလေးကိုနားဆင်ကြည့်အောင်ပါခင်ဗျာမနီကဒီနေ့နဲ့မနှက်ပြန် လူဘဝတက်တန်းဘယ်နည်းငယ်ရှိတယ်လဲမတူတဲ့သူတွေမှာမတူတဲ့အဖြေကြီးရှိကြတယ်ကျွန်တော်အဖြေကလူဘဝတစ်ချောင်းမှာရက်၃ရက်ပဲရှိတယ်အဲ့ဒီရက်တွေကမနေ့ကဒီနေ့နဲ့မနှက်ပြန်မယ်ဖြစ်တယ်ဒီ၃ရက်ကိုတေးချာအသုံးပြုတဲ့ရင်ဘဝတသက်တာလုံးအဆင်ပြေကောင်းမွန်နေလိမ့်မယ်မနေ့ကဆိုတဲ့ရက်တွေရှည်လျားလွန်လာတယ်ရှည်လျားလွန်လို့ဘယ်နည်းရှိမှန်းအောင်မရေတွက်နိုင်ခဲ့ဘူးမရေတွက်နိုင်တဲ့မနေ့ကပေါင်းများစွာကလူတယောက်ရဲ့တမိုင်းကိုဖွဲ့စည်းပေးခဲ့တယ် ဒါပေမဲ့မင်းကဘယ်နှစ်ရက်ပဲရှိခဲ့ရှိခဲ့ဘလောက်ပဲဒုက္ခခံခဲ့ရပါစေဘလောက်ပဲထုခဲ့ခံနာခဲ့ပါစေဒါဒီအားလုံးဟာအတိတ်ကိုစားပြုတာတွေဖြစ်သွားခဲ့ပြီးအနာဂတ်ကိုကိုစားမပြုတ်နိုင်ပါဘူးဥပမာမင်းကဆင်းရဲတဲ့လူတယောက်ဟာမနှက်ပြန်မှာတတိဖြစ်ခြင်းဖြစ်သွားနိုင်တယ်မင်းကတတိတယောက်ဟာမနှက်ပြန်မှာတံတောင်းစားဖြစ်ခြင်းဖြစ်သွားနိုင်တယ်မင်းကအလौဒမားတယောက်ဟာမနှက်ပြန်မှာကုမ္ပဏီပန့်ရှင်ဖြစ်ခြင်းဖြစ်သွားနိုင်တယ် လောကမှာအမြဲတမ်းအောင်မြင်မှုဆိုတာမရှိနိုင်သလိုအမြဲတမ်းရှုံ့နေမှုဆိုတာလည်းမရှိနိုင်ဘူး။အောင်မြင်မှုနဲ့ရှုံ့နေမှုကတင်တော်တဲ့အခြေအနေမှာလေပတ်ပြောင်းလဲနိုင်တယ်။ဒါကြောင့်မနေ့ကဖြစ်ပျက်ခဲ့သမျှဆင်းရဲဒုက္ခတွေအတွက်တွန်းဆုတ်မနေတဲ့သလိုမနေ့ကရခဲ့တဲ့ခန္ဓာထဲဝါမှုအတွက်ဂုံယူဝင်ကြွားနေဖို့မလိုဘူး။မနေ့ကဖြစ်ခဲ့တဲ့ဆင်းရဲဒုက္ခနဲ့ထဲဝါမှုကဒီကနေ့ရဲ့လှေကားတဲလို့မှတ်ယူပြီးတာယာလှပတဲ့မနှက်ပြန်ကိုအရောက်လှမ်းနိုင်မှာဖြစ်တယ်။ ဒီနည်းရဲ့ဆက်ကတိုးတောင်းလို့နေကိုချေဘွားအောက်ကနေတဆက်ကန့်ချင်းပြန်ကျုပ်ဝင်နေတယ်ဒီနည်းမနေ့ကဆင်းရဲဒုက္ခရဲ့အဆုံးမနှက်ဖြန်ရဲ့အောင်မြင်မှုစမှတ်ကိုစင်ကန်းတွေ့ဆက်ထားတဲ့အနေအားဖြစ်တယ်ဆက်တွေ့ထားတာကောင်းလေမနှက်ဖြန်ကခန္ဓာထေဝါလေးဖြစ်တယ်ဒါကြောင့်ဒီနေ့မှာမနေ့ကအဖြစ်ဖြစ်အဲ့အတွက်လွန်ဆွေတန်တပူဆွေးမနေသင့်ဘူးပြီးကြတာတွေပြီးခဲ့ပါစေတုံညာကနေအသက်တစ်ပတ်စပြီးတော့ပြန်စတင်တယ် ီနေ့ရဲ့လှုပ်ဆောင်မှုဟာကိုရောစိတ်ပါနှစ်ဝင်နေမှကောင်းမွန်တဲ့အသီးကိုခံစားရမှာဖြစ်တယ်။ဒီနေ့အလုပ်ကိုမနှက်ပြန်ဒီမရွှေပဲဒီနေ့ပြီအောင်လုပ်တင်တယ်။တကယ်လို့မနှက်ပြန်ကိုပဲရွှေ့နေခြင်းမနှက်ပြန်ကအများလုံးလှတယ်။မနှက်ပြန်ရဲ့မနှက်ပြန်ကလူဘဝလန်းဆုံးလေဖြစ်နိုင်နေ။နောက်တော့ဒီနေ့လုပ်တင်တဲ့အလုပ်ကမနှက်ပြန်မှာပျောက်ပြတ်သွားတာမျိုးလည်းရှိနိုင်နေ။မနှက်ပြန်ဘယ်လောက်ရှည်လျားတယ်လဲ။ဘယ်သူမှရည်ရည်ရာမပြောနိုင်ပါဘူး။ မနှက်ပြန်ကခန္ဓာထဲဝမလားရှုံးနေကြဆုံးမလားဘယ်သူမှလည်းမသိနိုင်ခဲ့ပါဘူးမနှက်ပြန်ကကျွန်တော်တို့ကိုအခွင့်အရေးတွေပေးတယ်လို့မနှက်ပြန်ကကျွန်တော်တို့ကိုစိန်ခေါ်မှုတွေပေးတယ်မနှက်ပြန်ရဲ့မျောလင့်ခြင်းကလှပပေးမယ်မနှက်ပြန်ရဲ့လမ်းတွေတိုင်းကစုခတ်တင်နေညီညာမမဟုတ်ဘူးဘလို့ပဲဖြစ်ဖြစ်သေချာတာတစ်ခုကနေအောင်ကြီးလင်းလက်ပြီးပန်းပွင့်တဲ့မနှက်ပြန်တိုင်းဟာစူးစမ်းရှုံးကန်သူတိုင်းကိုရှင်းဖွင့်ကြိုးစုံနေမှာပါလေဒါကြောင့် မနေ့ကရဲ့သင်ငန်းစာနဲ့အတွေ့အကြုံကိုအသုံးပြုပြီးဒီနေ့ကိုအကောင်းဆုံးကြောပြန်နိုင်ပါစေ။မနေ့ပြန်နိုင်ရင်စိန်ခေါ်မှုကိုရရဝုံဝေရင်ဆိုင်ပြီးလူဘဝကိုကောင်းမွန်ပြည့်စုံတဲ့အဆုံးသတ်ပုံမှန်နဲ့အပီးတန်နိုင်ပါစေ။အခုကျွန်တော်ဖတ်ပြတင်ဆက်ပေးခဲ့တဲ့ဆောင်မောင်ကောင်လေးကတော့ဆရာမနန်းနိုင်စင်လေးရေးသားထားတဲ့တတိရှိတဲ့ပထမခြေလှမ်းဆိုတဲ့စာအုပ်ထဲမှာမနေ့ကဒီနေ့နဲ့မနေ့ပြန်လို့အမိရတဲ့ဆောင်မောင်ကောင်လေးတစ်ပုဒ်ကိုရွေးချယ်ဖတ်ပြတင်ဆက်ပေးခဲ့ခြင်းဖြစ်ပါတယ်ခင်ဗျာ။ ျွန်တော်တို့လူသားတွေမှာ ကျွန်တော်တို့ဒီမနေ့ကဆိုတဲ့အချိန်ကျွန်တော်တို့မှာရှိတယ်။ဒီကနေ့ဆိုတဲ့အချိန်ကြီးကျွန်တော်တို့ပိုင်ဆိုင်ကြတယ်။မနေ့ပြန်ဆိုတဲ့နောက်လာမယ့်အနာဂတ်နှစ်ရက်တွေလည်းကျွန်တော်တို့မှာရှိမှာသိကြပါရဲ့။ဒါပေမဲ့ကျွန်တော်တို့အဲ့ဒီအချိန်ကြီးမှာကျွန်တော်တို့ဒီမနေ့ကဆိုတဲ့နေ့တွေဆိုတာကျွန်တော်တို့ဆောင်းပါးထဲမှာပါတဲ့အတိုင်းမနေ့ကဆိုတဲ့နေ့တွေကအရှိလျားလွန်လာတယ်။အဲ့တော့ဘယ်လိုပဲဖြစ်ခဲ့ပါစေမနေ့ကဆိုတာကျွန်တော်တို့ဒီကျွန်တော်တို့ရဲ့ဘဝရဲ့တမိုင်းတစ်ခုဖြစ်သွားခဲ့ပါပြီ။ အဲ့တော့ဒီနေ့ဆိုတဲ့နေ့ရက်ကတော့ အချိန်ကတော့ကျွန်တော်တို့ဒီအတိုင်းကျွန်တော်တို့ဘဝမှာအတူတောင်းဆုံးအချိန်လို့ပြောလို့ရပါတယ်ကျွန်တော်တို့ရဲ့ဒီနေ့တရားတာအခုလက်ရှိအချိန်ဒါကျွန်တော်တို့ဒီနေ့လို့ပြောလို့ရပါတယ်အဲ့တော့ဒီနေ့မှာကျွန်တော်တို့တွေလှုပ်ရှားရှိတဲ့အလုပ်တွေကိုအချိန်မရွှေပဲအချိန်မဆိုင်ပဲနဲ့ကျွန်တော်တို့တွေပြီးပြအောင်လုပ်ရပါမယ်ကျွန်တော်တို့တွေအချိန်ဆွဲတာမျိုးမလုပ်သင့်ပါဘူးဒါမှကျွန်တော်တို့နောက်လာမယ့်အနာဂတ်မနှက်ပြန်ဆိုတော့ နေ့ရက်တွေကကျွန်တော်တို့အတွက်လှပမလာမှသိကြပါရဲ့ဒါကြောင့်မလို့ကျွန်တော်တို့ဒီလိုမျိုးဆောင်းမကောင်းလေးပါတဲ့ဆမန်နဲ့စနေရက်တတိရှိရဲ့ပထမခြေလမ်းမူရင်းစာအုပ်ကုန်လေးကိုဝယ်ယူဖတ်ရှုအားပေးကြဖို့ကျွန်တော်ရဲ့ literature feed channel လေးမှာတိုက်တွန်းလိုက်ပါရခင်ဗျာနားဆင်သူများအားလုံးပြင်ခတ်တဲ့ကင်းကျင်းကြပါစေထောတာခတ်တဲ့ကင်းကျင်းကြပါစေစီးရင်ခတ်တဲ့ကင်းကျင်းကြပါစေနှလုံးစိမ်ဝအေးထန်ကြပါစေနားဆင်သူများအားလုံးပြင်ချောင်းချက်စီးရင်ခင်းပြီးကိုယ်စိတ်နှစ်ဖြာကျမ်းမှာချမ်းသာကြပါစေကောင်းချလို့ရဆန္ဒများလေး တစ်လုံးတော့ပြည့်စုံကြပါစေလို့ကျွန်တော်ရဲ့ literature fiction channel လေးမှာအနာစင်ပေးခဲ့တဲ့သူတဦးတယောက်ချင်းစီကိုဆုတောင်းမြတ်တာပို့တာပေးလိုက်ပါရခင်ဗျာ။